ကချင်းပြည်နယ်ဗမော်မြို့ကရိုမန်ကက်သလစ်ခရစ်ယာန်ဘုရားရှိခိုးအကြောင်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမတ်လ16ရက်နေ့မှာမိရှို့ဖျက်ဆီးခဲ့တယ်လို့ကချင်းသတင်းရှင်းမြစ်တချို့ကပြောပါတယ်စစ်ကောင်စီတပ်ဟာဘုရားကျောင်းကိုလေကျောင်းကနေဘုံကျဲတိုက်ခိုက်တာမဟုတ်ပဲစစ်ကောင်စီတပ်သားတွေကိုယ်တိုင်မိရှို့ဖျက်ဆီးတာလို့ဒေသခံကအသိပေးပါတယ်ဘုရားကျောင်းမိရှို့ခံရတဲ့ဖြစ်စဉ်အသေးစိတ်ကိုတော့မသိရသေးပါဘူးဒါပေမဲ့မိရှို့ဖျက်ဆီးခံရတဲ့ဘုရားကျောင်းမိလောင်နေတဲ့ရုပ်သံမှတ်တမ်းကလည်း Facebook လူမှုကွန်ရက်မှာပြန့်နှံ့နေတာတွေ့ရပါတယ် စစ်ကောင်စီတပ်ဟာအာဏာသိမ်းပြီးနောက်ပိုင်း2021ကနေ2024နှစ်ကုန်ပိုင်းအထိခရီးရန်ဖျားကြောင်းဗုဒ္ဓဘာသာဖုံးတော်ကြီးကြောင်းအပါအဝင်ဘာသာရေးအဆောက်အအုံပေါင်းရာနဲ့ချီဖြည့်ဆည်းခဲ့ပါတယ်။ဗမော်မျိုးဟာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေမြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့မြို့ဖြစ်ပြီးတိုက်ပွဲလေးလကျော်လာပြီးဖြစ်ပါတယ်။လက်ရှိမှာမြို့ဧရိယာအများစုနဲ့အရေးပါတဲ့စစ်ကောင်စီတပ်ရင်းတချို့ကို KIA ကသိမ်းပိုက်ထားပါတယ်။ အဓိကတပ်ဌာနချုပ်ဖြစ်တဲ့အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ27ကိုအပိသက်သိမ့်ပိုင်နိုင်ရေးနေ့စဉ်တိုက်ခိုက်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။ဗမော်မြို့သိမ့်တိုက်ပွဲနဲ့ပတ်သက်လို့ KIA ပူးပေါင်းတပ်ကစကခ27အတွင်ထိုးဖောက်ဝင်ရောက်နေပြီးခလရ40ခုဘက်မှလည်းစတင်တိုက်ခိုက်နေပြီလို့သတင်းရင်းမြစ်စီကသိရပါတယ်ရှင်။